မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကိုတိုးရန်ကင်းရေးသားသောမြမရုပ်ရှင်အမှုပညာသည်များစာအုပ်မှာဆွဲဆောင်ရအမှုပညာရှင်ခင်မောင်ရင်ဆိုတဲ့အကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဘွေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် ခေအောင်ရုပ်ရှင်ဇာတ်ကားမြောက်များစွာအနက်မှာလူသည့်များထင်ရှားကြော်ကြားလာသောဇာတ်ကားတကား၏အမည်ကိုပြောပါဆိုလျင်နိုင်ငံကျော်ဘူအောင်တင်အတန်တော်ဇာတ်ကားအမည်ကိုမြည်သူများမေ့ပျောက်နိုင်ကြမည်မဟုတ်ပေ။ဘူအောင်တင်ဇာတ်ကားသည်ဗြိတိရှ်ဘာမာရုပ်ရှင်အတွက်ဒရိုက်တာရွှေတုံးမီအောင်၏ပထမဆုံးအမှုပညာလက်စွမ်းပြဇာတ်ကားဖြစ်ပြီးအဓိကဇာတ်ဆောင်များဖြင့်မင်းသားခင်မောင်ရင်တဘာဝမင်းသားဘာချင်နှင့်မင်းသမီးမင်းမင်းဝင်းတို့ဖြစ်ကြသည်။ 1940ခုနှစ်တွင်ယုံတင်ပြသောဘူအောင်တင်သည်ခေအဆက်ဆက်တွင်အမြဲပင်တပ်ဝင်လှုပ်ရှားအောင်မြင်ကြော်ကြသည့်ရုပ်ရှင်ဇာတ်ကားတကားဖြစ်ခဲ့သည်ထိုရုပ်ရှင်ကားသည် ဓမြလူစိုးဘိုးဘူအောင်တင်မမြဝင်းနဲ့ပလေယာရှိဥပချစ်တို့၏သုံးဝက်ဆိုင်ချစ်ဇလန်းကိုဖန်တီးပြီး내ချက်လက်ပါစီဘျူရိုကရက်အရာရှိတို့ကိုနီးပရိရဖြင့်အမှုပညာသားပါပါထိုးနှက်ထားခြင်းဖြစ်ရာနောက်ဆုံးတွင်လူစိုးဖြစ်သောဘူအောင်တင်ကိုပင်ရုပ်ရှင်ကြည့်ပရိသတ်ကတနာလာအောင်လှုံ့ဆော်နိုင်သောဇာကားဖြစ်ခဲ့သည်ဘူအောင်တင်ဖြင့်နမဲကျော်ခဲ့သည့်ခမောင်ရင်သည် ဒုက္ခဒုက္ခကရုပ်ရှင်ပညာတဲ့တယောက်ဖြစ်၎င်းတိဂိတာပညာရှင်တယောက်ဖြစ်၎င်းအောင်မြင်ကြောကြခဲ့ပေသည်သူ၏ပြည်ပင်ပြောင်မြောက်သောတရုတ်ဆောင်မှုများနှင့်အတူသူ၏ပိသကြည်လင်သောတည်တံများသည်မြမမည်နှံ့ပြန့်လွင်ခဲ့ပေသည်တခက်ကဘူအောင်တင်ဖြစ်၎င်းမြမမျိုးသားတိုင်းဇာတိမှန်တက်ကြွစေခဲ့သည့်ငကနီတိတ်ဆိုခဲ့သူတယောက်ဖြစ်၎င်းကြောကြားခဲ့သူ ခမောင်ရင်သည်မအူပင်ဇာတိဖြစ်၍ဥကျော်လာနှင့်ဒေါ်တောင်းမေတို့၏မွေးချင်းငါးဦးတွင်တာဦးဖြစ်၏ 1902ခုနှစ်၌မွေးဖွားရေးငင်းနမဲမှာအောင်တင်ဖြစ်အောင်တင်ငယ်ရွယ်စဉ်ခါကမဦးပင်အစိုးရအထက်တန်းကျောင်းတွင်ပညာသင်ခဲ့၎င်းနောက်မန္တလေးမြို့သားအထက်တန်းကျောင်းတဖန်ဝက်စလီယန်သာသနာပြုကျောင်းတို့တွင်စုံငန်းတိုင်းပညာရှင်တို့တောက်ဆိုပြီးနောက်ကျောင်းမှထွက်ခဲ့သည် ဒီနောက်တွင်ရေစကြိုအမျိုးသားထက်တန်းချောင်းတွင်ကျောင်းဆရာဖြစ်တနစ်လုပ်ခဲ့ပြီးရန်ကုန်သို့ပြောင်းလာခဲ့သည်ရန်ကုန်မြို့သို့ရောက်သောအခါအစိုးရပုံနှိပ်တိုက်ဖိုတိုလစ်တိုတွင်စာပြင်ဆရာတယောက်ဖြစ်လုပ်ကိုင်ခဲ့ပြီးတလန်းနှင့်မြို့ချပုံနှိပ်တိုက်ပိုင်ရှင်ဦးတောင်းဖေးသမီးတန်တန်းနှင့်အိမ်အောင်ကြသည် မြို့ချပုံနေတိုက်သည်ရုပ်ရှင်ကြုံရများကိုတိုင်ခံရိုက်နေသောပုံနေတိုက်ပိုင်ရှင်ဖြစ်ပြီးပိုင်ရှင်ဦးတောင်းဖေသည်ရုပ်ရှင်သမားများဖြစ်ကြသောဇညွေးဆရာကြီးဆရာဟန်ဒါရိုက်တာရွှေရိုးဥဝကလေးဒါရိုက်တာဥဝငိမ့်တို့နှင့်ခင်မင်သည်ကိုအောင်တင်အတွက်ရုပ်ရှင်ခရီးမဟုတ်သောဥတီချင်းမင်းဖြစ်သည် ကိုအောင်တင်သည် ကာလသားဘဝစူတီးသည်ကိုတန်တန်းကအပြူဘဝသဘောကြပြီးလူငယ်ချင်းချစ်ကြကြခြင်းဖြစ်သည်ကိုအောင်တင်သည်အလက်ချင်းတွင် တကုတ်ကုန်းနှင့်ဇညွန်းတစ်ပုဒ်ကိုရေးနေပြီးသူ့လက်ထက်ဆန်းရေးထားသောတန်လက်ထိတ်ဇညွန်းကိုဗြိတိရှားဘာမာသို့တွားရောက်တင်ပြသည်ပြိရှာဘာမမသူ၏ဇညုံကိုမရွေးလိုက်တော့လေသူ၏ရုပ်ရည်ကိုကြည့်၍သူအားရုပ်ရှင်ကားတကားလောက်အစမ်းရိုက်ကြည့်ရန်ခေါ်ယူလိုက်သည် ီရိယဘာဘာဥညွင့်ဤတူလည်းဖြစ်အစုရှင်တူလည်းဖြစ်သူဥငိမ့်မောင်က သူ့အားကားတကားလောက်အစမ်းရကြည်ရန်ပြောခဲ့သလိုဒရိုက်တာဥမောင်ကြီးကလည်းလမ်း90နိုင်နေခဲ့စဉ်ကပဲကိုအောင်တင်ဤဂီတဆွမ်းပကားကိုကြားသိပြီးဖြစ်ရာဝင်ရောက်ထောက်ခံပြောဆိုခဲ့ခြင်းကြောင့်လည်းဖြစ်သည်ကိုအောင်တင်ကိုတကားလောက်စမ်းကြည့်ပြီးပရိသတ်လက်ခံလာလျက်အတန်တော့မင်းသားတက်လက်ရမည်ဖြစ်သလိုအစိုးအတိရသူဖြစ်သည်ဖြင့်ဓာပြဘတ်တွင်အစိုးတော်တယောက်ရပွဲရှိသည် ထို့ကြောင့်ကိုအောင်တင်ကိုစက်ကရင်တက်အစမ်းပေ၄၀၀ရုပ်ရှင်ရိုက်ကြည့်သည် ဥမုံကြီးကပင်ကိုအောင်တင်အားတရောထိုးကတချင်းစုံပုံကိုရိုက်ပေးရသည်ကုမ္ပဏီမှလူကြီးများသည်ဥမုံကြီးရိုက်ကူးသောမင်းသားလောင်းကိုအောင်တင်၏အစံကားပိုင်ကိုကြည့်ပြီးသဘောကျကမင်းသားအဖြစ်အတန်တွက်စကားတကားဝင်ရိုက်ပြီးနေရာကျလျင်အမြဲတမ်းလကစားအဖြစ်ခံနိုင်ရန်သဘောတူကြသည်ဒရိုက်တာဥမုံကြီးသည်ကိုအောင်တင်အားနေနေလာစကားတွင်မေမေဝင်းနှင့်တွေ့ဖက်ကရိုက်ကူးခဲ့သည်မင်းသားလောင်းအောင်တင်၏အမိကိုလည်းခင်မောင်ရင်ဟုအမိပေးခဲ့သည် နေနဲ့လအတန်တွဲစကားတကားတဲ့နဲ့ပြိသက်သည်ခင်မောင်ရင်အားသဘောကျသွားပြီးကုမ္ပဏီမှလည်းမူလသဘောတူထားပြီးအတိုင်းခင်မောင်ရင်အားကုမ္ပဏီလက္ခဏာမင်းသားဖြစ်ခန့်အပ်လိုက်တော်သည်ခင်မောင်ရင်သည်ဒရိုက်တာပညာကိုဘာမာဖိုတိုပလေးဥပငိန်ဒရိုက်တာဥမောင်ကြီးတို့ထံမှမြင်စရာများဖြင့်စီးပူးခဲ့သည့်အပြင်ခေပညာတတ်တယောက်ဖြစ်သည့်ဖြင့်နိုင်ငံခြားမှရုပ်ရှင်ပညာစာအုပ်များကိုလည်းလေ့လာဖတ်ရှုသူဖြစ်သည် ထိုစဉ်ကထုတ်ဝေသောရုပ်ရှင်သိပ္ပံနံပါတ်7နဲ့1938ခုနှစ်ဒီဇင်ဘာလထုတ်တွင်ခင်မောင်ရင်၏ရုပ်ရှင်လေကြီးစောင်းွားတွင်သူ၏ဒရိုက်တာပညာစီးပူးထားသမျှကိုထုတ်ဖော်ရေးသားခဲ့သည်ခင်မောင်ရင်သည်ဥပရိယုတ်ကောင်းအရမောင်းကောင်းနှင့်ယောက်ျားပိသားသောရုပ်ရှိသူဖြစ်ပြီးအဆိုလည်းကောင်းဖြစ်သည်ခင်မောင်ရင်အတန်တွဲမင်းသားသက်တမ်းသည်1938ခုနှစ်မှသည်1942ခုနှစ်အထိ9နှစ်သာကြာမြင့်ခဲ့သည် ဗြိတိသျှဘာမာတွင်အတန်အတွက်ဇကာပေါင်း၁၁ကသာရိုက်ကူးခဲ့သည် နေနေလာ1939ဒရိုက်တာဦးမောင်ကြီးမေမေဝင်းနှင့် KT မှ1938ဒရိုက်တာဆရာခန့်ခင်ခင်ကြီးနှင့်ရွှေနှင့်မြ1938ဒရိုက်တာဦးမောင်ကြီးခင်ခင်ကြီးနှင့် မင်းညီနောင်1939ဒရိုက်တာဦးမောင်ကြီးခင်ခင်ကြီးနဲ့အချစ်ဆုံး1939ဒရိုက်တာဦးမောင်ကြီးခင်ခင်ကြီးနဲ့ဝါသနာ1939ဒရိုက်တာဦးမောင်ကြီးခင်ခင်ကြီးနဲ့မမေ့နိုင်1940ဒရိုက်တာဦးချန်ထွန်းခင်ခင်ကြီးခင်ခင်ကြီးနဲ့ ဝတ္တရာ1940ဒရိုက်တာဦးမောင်ကြီးမင်းမင်းဝင်းနဲ့သူစာ1940ဒရိုက်တာဦးချန်ထွန်းဘတ်တင်ခင်ခင်ကြီးနဲ့ပူအောင်တင်1940ဒရိုက်တာရွှေရုံးပြောင်းဘတ်ချေမင်းမင်းဝင်းနဲ့မိုးကောင်ကျော်စွာ1940ဒရိုက်တာဥပစင်ဆန်းဆန်းနဲ့ 1929ခုနှစ်ခန့်ကအောင်တယ်မီဖြင့်ပထမဆုံးမင်းသားဖြစ်ပါဝင်ရိုက်ကူးခဲ့သောဘာမဖူတိုပလီမှာမဲ့ဖူးစာအတန်းတိတ်ဇာကားပါဆိုလျင်စုစုပေါင်း12ကားသာရှိခဲ့သည်ချင်းမောင်ရင်သည်သူ၏ပထမဆုံးအတန်းအတွက်နေနေလာဇာကားမှစ၍တွဲခဲ့သောမေမေဝင်းနှင့်ဗြိတိရှဘာမတွင်ဇာကားလေးကားအတူတွဲရိုက်ခဲ့သည် အတူကားတွဲရရင်မြစ်တာမျှခဲ့ကြသည် ို့ရင်တားချင်းမယားကြီးဒေါ်တန်းတန်းနဲ့တားနှစ်ယောက်ရှိတဲ့ကဲသူမေမေဝင်းနဲ့လည်းခင်မွန်းနဲ့ရာဇဝဲအုပ်ဦးဝင်းနဲ့တမိတယောက်ရှိသည်နှစ်ယောက်စလုံးပထမအင်တော်များနဲ့ကွဲသွားကြကအတူတကပေါင်းသင်းနေထိုင်ခဲ့ကြသည်ထို့သောဂျပန်ခေတ်တွင်မေမေဝင်းနဲ့ခေပောင်ရင်တို့သည်လင်များချင်းကွဲသွားကြပြန်သည်မအူဝင်မြို့တွင်မြစ်ထဲတွင်မေမေဝင်းကနေတစဉ်ခေပောင်ရင်ကနေတစဉ်ဖြင့်နောက်မှလိုက်ခေါ်ရာရုံးရင်းဆန်ခတ်ဖြစ်ခဲ့သည်ဖြင့်သူရိယသတင်းစာတွင်ပါရှိခဲ့ပြီးဟိုးလေးတကြောဖြစ်ခဲ့သည် အိမ်တော်ရေးကံခေသူတူဟုဆိုရပေမည်ထို့နောက်မေမေဝင်းသည်နေပြည်တော်ပြဆက်အဖွဲ့တွင် ပြဆက်များကရင်အဖွဲ့ပိုင်းရှင်ဗရုံမာဒေါ်ညိုဤသာခင်မောင်ရင်ကြီးဆိုသူနှင့်မေတ္တာများကအိမ်တော်သစ်ထူထောင်လိုက်သည်ထေဝရမှာကြောက်မြောင်းတတိပဌာန်းလမ်းရှိဇနီးကြီးဒေါ်သန်းသန်းထံသို့ပြောင်းလာကမမမကျန်းဖြစ်နေရမှ1945ခုနှစ်ဇွန်လ18ရက်နေ့တွင် ကွယ်လွန်သွားရှာသည်။ ခင်မောင်ရဲ့တည်ဥဆောင်မှုအမှုပညာကိုသူပြိသက်ဖြစ်သောပြည်သူများကသာနှစ်သက်လက်ခံကြသည်မဟုတ်စီဘီခေရုပ်ရှင်မင်းသားများကလည်းသူတည်ဥဆောင်မှုပညာကိုနီးမီအတူယူကြရသည်ဆို၏ခင်မောင်ရင်သည်ရုပ်ရှင်တည်ဥဆောင်ရ၌ဤမြပြည်ပင်ပြောင်မြောက်ခဲ့ုံများမကတည်သချင်းများတည်ဆူခဲ့ရတွင်လည်းထင်ရှားကြော်ကြခဲ့သည်သူ၏ဓာပြသချင်းများတွင်အเจ้าရမျိုးစုံတွေ့ရမည်ဖြစ်သည် မဲဘွဲ့နဲ့အခြေအကြောင်းအရာတဘာဝအလှဘွဲ့နဲ့အခြေအကြောင်းအရာတဘာဝအလှဘွဲ့နဲ့မြန်မာမှုဒလိအကြောင်းအရာဘာသာရေးနဲ့ရင်းချင်းမှုဆိုင်ရာအကြောင်းအရာစသည်များဖြင့်နေချက်အစိုးရ၏လက်အောက်၌ဖိနှိပ်ဆူမှုထုတ်ချက်ခံနေကြရသည့်မြန်မာလူမျိုးတို့အားနေချက်ဆက်ကျင်နှင့်အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ်တိုးတွင်းရာတွင်ဒရဒအားပါဝင်ခဲ့ရာသူ၏တိုက်ပွဲဝင်နိုင်ငံရေးတည်ထောင်မြောက်များကိုလည်းတွေ့ရပေသည် သူ၏ငကနေတခြင်းဆက်ကြတိုက်တခြင်းနဲ့တုံယောင်ချဲတခြင်းများကတိုက်ပွဲဝင်တေးတခြင်းများဖြင့်ထင်ရှားခဲ့သလိုခေငင်ကြီးမိမိဝင်းတို့နှင့်တွက်ဖက်တီးဆိုသောဇုံလွဲတခြင်းများကလည်းအောင်မြင်ကြကြပြီးတခြင်းကြီးတခြင်းကများကိုပင်တက်ပြားတွင်ခဲ့ရသည်။သေဆုံးရမှုပညာရှင်ခမောင်ရင်ကွယ်လွန်ချိန်တွင်အသက်43နှစ်သာရှိသေးသည်။သူကွယ်လွန်စဉ်ချိန်မှာဂျပန်ခေတ်ကာလမြန်မာနိုင်ငံနဲ့ရန်ကုန်မြို့တော်တွင်အသားတကြားမရှိသေးပေ။ထို့ကြောင့်သူ့နာရေးကိစ္စကို သူ့ကိုချစ်တော်ပြည်သူလူထုမပြောနဲ့သူ၏ရင်းနှီးခင်မင်သူမိတ်ဆွေများအမှုပညာလှုပ်ပေါ်ကင်ပတ်များကပဲမတိလိုက်ကြရပဲတစ်ချိန်ကရှမ်းရှမ်းတော့အောင်မြင်ကြောကြားထင်ရှားခဲ့သူစွဲစုံရအမှုပညာရှင်ခင်မောင်ရင်၏ဘဝနေကုန်းအဆုံးတကားမထင်မရှားဝူဒဝါသာဖြစ်ခဲ့ရလေသည်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်